ိုင်းကောတွင်83နှစ်မြောက်ခရားပြည်နယ်အခမ်းအနားတက်ရန်ဒုစစ်ခေါင်းဆောင်စွန်ဝင်းရောက်ရှိချိန်တရားကိုမမလျှော့တိုက်ဒုံများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကီနီပြည်နယ်လွိုင်းကောမြို့တွင်83နှစ်မြောက်ကယားပြည်နယ်နှင့်အခမ်းအနားတက်ရန်ဒုစစ်ခေါင်းဆောင်စွန်ဝင်းရောက်ရှိချိန်တရားခုံမမလျှော့တိုက်ဒုံများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Worry for မြန်မာ BWM အဖွဲ့မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုခဲ့ပါတယ်။ယမနေ့ဇန်နဝါရီလ14ရက်နေ့ည9:00နာရီအချိန် Brave Worry for မြန်မာ BWM အဖွဲ့၏ဦးဆောင်စီမံမှုဖြင့် Mountain Knife Civilian Defense Force MKCDF အဖွဲ့နှင့် Anti-Golf People's Liberation Force ACPLF အဖွဲ့တို့ပူးပေါင်း၍ဒုတိယကာကွယ်ရေးဦးစီးချုပ်ဆိုးဝင်းရောက်ရှိပြီးညစာစားပွဲကျင်းပနေသည့်ကယားပြည်နယ်ခမ်းမတွင်သို့တရားခွန်မမရှော့တိုက်တုံးအလုံးကို၎င်းတပြိုင်တည်းတွင်ကရင်ပြည်နယ်အတွင်စစ်ကောင်စီ၏တပ်ဖွဲ့ဝင်းမြောင်ခြေကုပ်တက်ဆွဲထားသောဒေသကုကယ်မှုစစ်ဌာနချုပ်ဒါကာစာလိုင်ကောအတွင်သို့တရားခွန်မမရှော့တိုက်တုံးနှလုံးကို၎င်းပြစ်ခဲခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် တော်လှန်ရေးတပ်ဖွဲ့များကပြစ်ခဲတိုက်ခိုက်ခဲ့သော short tight down ခုနှစ်လုံးတွင်ခြောက်လုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပြီးမရှင်ကိုခက်ခဲစွာ ဖော်ဆောင်ခဲ့ရသောရဲဘော်များအားလုံးလည်းအချိန်ယူ၍ခက်ခဲစွာပြန်လည်ဆုတ်ခွာခဲ့ရကြောင်းယခုအခါဘင်းကင်းလုံခြုံရာနေရာတည်သို့ရောက်ရှိခဲ့ကြောင်းသိရှိရပါသည်ပြည်သူအပေါ်ရုံးမာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးစိုးဝင်းလိုခေါင်းဆောင်မျိုးတော်အမြဲမလုံခြုံတော့ဘူးဆိုတာ အတိပေးလိုက်ပါတယ်ဟု Brave Body for မြန်မာ BAWM အဖွဲ့မှတာဝန်ရှိသူက selection ပြခဲ့ပါတယ်ရှတိုက်တုံဖြစ်ဖြစ်ခဲ့မှုကြောင့်စတိတ်ထိခိုက်ပျက်စီးဆုံးရှုံးမှုနဲ့စစ်ကောင်စီတပ်ဘက်မှတေဆုံထိခိုက်မှုအခြေအနေမသိရှိရသေးကြောင်းသိရှိရပါတယ်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုတရားခုံမမရှော့တုံးများဖြေတိုက်ခိုက်မှုဗိုလ်ကြီးကောင်းတက်စော်အပါဝင်စစ်တဦးပွဲချင်းပြီးတည်ဆောင်းဒုတိုင်မှုအဆောင်နဲ့နာမခဦးစီယုံထိမှန်ပြက်စီစကိုင်းတိုင်းမုံရွာအခြေဆိုင်စစ်ကောင်စီ၏အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကိုရှော့တိုက်တုံးများဖြေပစ်ခတ်တိုက်ခိုက်ခဲ့ရာဗိုလ်ကြီးတဦးအပါဝင်စစ်သား၁၁ဦးပွဲချင်းပြီးတည်ဆောင်းကြောင်း Brave Worry for မြန်မာမှာတာဝန်ရှိသူကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားခဲ့ပါတယ်။ဇန်နဝါရီလ14ရက်နေ့ည9:45မိနစ်အချိန်တရားခွန်မမရှော့တိုက်ဒုံးများဖြင့်နာမခအတိုင်းစစ်ဌာနချုပ်ကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဗိုလ်ကြီးကောင်းတက်စွာဘာဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးပွဲချင်းပြီးတေဆုံးခဲ့ခြင်းဖြစ်ကြောင်းနာမခဒူတိုင်းမူအဆောင်နဲ့နာမခဦးစီးရှုံးတို့မှလည်းရှော့တိုက်ဒုံးထိမှန်၍ပြိုကျပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ ပစ်တာကရှော့တိုက်တုံးလေးလုံးပစ်တာပေါ့ဒုတိုင်မူအဆောင်ထိမှန်ပြိုကျပျက်စီးပါတယ်နမခဦးစည်းယုံပျက်စီးပါတယ်တိဆုံးတာက6ဦးပါပိုကြီးကောင်းထက်သော DSA အပတ်စဉ်60နှစ်တိဆုံးသွားပါတယ်တက်ကျက်တူဦးနဲ့စစ်တီတူဦးလည်းတိဆုံးပါတယ်ဒူတကြက်တူနဲ့ရဲဘော်နှူးထိခိုက်ပြီးစေယုံအေးဘော်ကြက်မတ်ဆောင်မှာရောင်းနေပါတယ်ဟု Brave Warriors for မြန်မာမှာတာဝန်ရှိသူကရှင်းလင်းပြောဆိုခဲ့ပါတယ် နောက်ဆက်တွဲသတင်းများအရာအမတ်ဆက်နှစ်ဆက်တွဲရေးတက်ဤရုံကိုလည်း short tight တုံထိမှန်ခဲ့ပြီးညာဆောင်စစ်တီ၃ဦးနဲ့ကွန်မန်ဒိုစစ်တီ၂ဦးစုစုပေါင်း၅ဦးတေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ အနောင်မြောက်တိုင်းစစ်ဌာနချုပ်နာမခသည်သခိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနှင့်ချင်းပြည်နယ်တို့ရှိ အကြမ်းဖက်စစ်ကောင်စီတိုက်ခတ်ရေးလက်ယုံတပ်ဖွဲ့များကိုအ धिक အမိတ်ပေးကုကဲနေသောစစ်ဌာနချုပ်ဖြစ်ကြောင်းအဆိုပါဒေသများရှိတော်လိုင်းအေအားစုများတွင်ကြီးမားသောတားဆီးဖြစ်နေပြီးတော်လိုင်းအရှိန်အဟုန်ရုတ်ရော့စီရန်နှင့်အဆိုပါဒေသများရှိပြည်သူများကိုအ धिक ငင်းပန်းနှိမ့်ဆက်ရန်အ धिक ကြိုးကင်ချင်လင်းနေသော ်စစ်ဌာနချုပ်ဖြစ်သောကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Brave Warriors for မြန်မာပေါင်းတာဝန်ရှိသူကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ရှင်းလင်းပြောဆိုခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုကို Brave Warriors for မြန်မာ BWM ကဦးဆောင်၍မုံရွာ Anonymous Host Chin Twin Fighters တောင်မျိုးဆက်ဘူမုံစိန် Democratic Ranger အဖွဲ့တို့ ပူးပေါင်းလှောက်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ အစောထိနားဆင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်ရှိခိုင်ပြည်အတွင်းမြို့နယ်အချို့ဘုံကျဲခံရမှုမှာသရင်ပေးကြောင်လားသရင်ပေါက်ကြမှုကြောင်လားရခိုင်ရပိုင်းအတွင်းရခိုင်ပြည်ကရံပြဲကြောက်တော့ပေါက်တော့စသည့်မြို့နယ်အချို့ဘုံကျဲခံခဲ့ရမှုဖြစ်စဉ်များမှာအာနာတိုင်းစိတ်ကောင်စီရသတင်းပေးများရှိနေခြင်းကြောင့်ဖြစ်သည်ဟုစီရင်ဆောင်ကြည့်သူများကပြောဆိုခဲ့ပါသည် ဇန်နဝါရီလ17ရက်နေ့နနက်9:00နာရီကကြောက်တော်မျိုးဘုံကျဲခံရမှုအတွင်းအရိုက်ခါတတော်အေးရေကအုပ်ချုပ်ရေးဖွဲ့ဝင်အချို့ဘုံတိမှန်ပြီးတည်ဆောင်းခဲ့တယ်လို့ဇေယောင်ချနေသည့်ဒေသခံတချို့လည်းတည်ဆောင်းခဲ့ကြောင်းသိရှိရပါတယ်အရကတတော်အေးကတရားဝင်ထုတ်ပြန်ခြင်းမရှိတော့လဲမြေပြင်သတင်းများအရာဘဟုနိုင်ငံရေးမှူးအဖွဲ့ဝင်အကောက်အခွန်ဌာနကအိုဝိုင်းမောင်နဲ့၎င်းတို့၏သားတို့တည်ဆောင်းသွားသည်ဟုသတင်းရမြစ်ကပြောဆိုခဲ့ပါတယ် ကျောက်တော်မျိုးခန့်တူကဘုံထီလို့ဘ ਹੁ နိုင်ငံရေးမှူးဖွဲ့ဝင်အကောက်အခွန်ဌာနကဥဝိုင်းမောင်နဲ့သူတို့တောင်းသိဆုံးသွားပါတယ်။ပုံဆိုင်ကမိန်ကလေးတယောက်ရဲသမင်ဆိုင်ကမိန်ကလေးတယောက်ရဲကဘာဆိုင်ကအကျော်ဆိုင်ယောက်ျားလေးတယောက်ရဲအားလုံးစုပေါင်း၈ယောက်သိဆုံးပါတယ်ဟုပြောဆိုခဲ့ပါတယ်။ ကျောက်တော်မျိုးတဲ့ဘုံကျဲခံရမှုဖြစ်စဉ်အတွင်းနိုင်ရာရှိသူ20ကျော်ရှိကြောင်းလည်းတရိယမြစ်များကပြောဆိုပြီးအေအေကမူထိခိုက်သေးဆုံးသူစရင်အားထုတ်ပြန်သွားမည်ဟုပြောဆိုထားတော့လေလက်ရှိအချိန်ထိ ထုတ်ပြန်လာခြင်းမရှိသေးပေအဆိုပါဘုံကျဲမှုဒီတွင်ပေးမှုကြောင့်လည်းဖြစ်နိုင်သလိုလူမှုကွန်ရက်စာမျက်နှာများတွင်အချက်လက်ရေးသားမှုကြောင့်နဲ့ပေါက်ကြားမှုများကြောင့်ဖြစ်နိုင်ကြောင်းစီရင်သတင်းများကိုစောင့်ကြည့်နေသူတို့ကပြောဆိုခဲ့ပါတယ် ကျွန်တော်ထင်တာကသတင်းပေါက်ကြားမှုတွေကြောင့်ဖြစ်မယ်။ကြောက်တော့ဖြစ်စင်မှာအစည်းအဝေးလုပ်နေတဲ့အချိန်ဘုံလာကျဲတာလို့သိရတယ်။ပြီးတော့တချို့လူမှုကွန်ရက်ဆာမျက်နှာပေါ်ရီဘာလုပ်နေလဲညာလုပ်နေလဲဆိုပြီးတော့တင်းနေ။တစ်ဖက်မှာလည်းစစ်တပ် lobby တွေကဒါရီကိုတောက်လျှောက်စောင့်ကြည့်နေတာတွေရှိတယ်။စစ်ကောင်စီကိုတရေပေးတဲ့သူတွေကိုတေချာစစ်စစ်ပြီးထိရောက်တဲ့အရေးယူမှုတွေလုပ်ရမယ်ဟုပြောဆိုခဲ့ပါတယ်။ ကျောက်ပြမျိုးကနိုင်ငံရေးအကျဉ်းသားဟောင်းတူကလက်ရှိရခိုင်ပြည်တွင်ဘုံကျဲခံရမှုများသည့်တရင်ပေးများကြောင့်မဟုတ်ပဲကြံရှိမျိုးများအားမတိုက်ခိုက်စေရန်ချင်းချောက်တည်သောဖြစ်ဘုံကျဲတက်ခတ်ခြင်းဖြစ်ကြောင်းတုံသက်ခဲ့ပါရယ်။ရန်ပြေကျောင်းဒီမော်ဘုံကျဲခံခဲ့ရတာဟာအေအေကိုတရီပေးတဲ့သဘောလို့မြင်မိတယ်။ကျောက်ပြကိုဆက်တိုက်ရင်အနီးအနားတွေကပါဒီလိုဖြစ်မယ်ဆိုတဲ့သဘောစက်ကောင်စီချင်းချောက်လိုက်တာဖြစ်တယ်။ ကြောက်ဖြူမာကစစ်တပ်ထိုင်ထားတာလေဆိုတော့ဒေသခံတွေကိုချင်းချောက်တာလဲပါသလိုတတော်ကိုတွေ့ဝိုက်နီးနဲ့ချင်းချောက်တာလဲဖြစ်မှာပေါ့ဟုပြောဆိုခဲ့ပါတယ်ရှင်ကဲတို့လူမှုကွန်ရက်အစာမျက်နှာများနဲ့စကောက်စီရာသတင်းပေးသူတချို့အောင်အရကတတော်အေးကဆောင်းဆန်းမှုများရှိနေပြီးဖန်စီရေးယူမှုများရှိကြောင်းဝက်စတန်ယူကမြေပြင်သတင်းအားဆောင်းဆန်းချက်အရသိရှိရပါတယ် ရခိုင်ပြည်ရဲကမြို့နယ်တိုင်းသည်စိတ်ကောင်းစီနှင်းရှိလာများအုပ်ချုပ်ခဲ့သောနေရာဒေသများဖြစ်သည့်အတွက်မိသည့်နေရာတွင်မိသည့်အဆောက်အဦရှိကြောင်းနှင့်အရခတတော်အေးသည်မိခဲ့သောအုံပြုနေသည့်ကိုသိရှိနိုင်သည့်အတွက်တွက်ချက်ဘုံကျဲနိုင်ခြင်းဖြစ်ကြောင်း၎င်းကသုံးသပ်ခဲ့ပါသည်တတော်လေအရခတတော် AAE အုတ်ချုပ်ရရန်တရားများလဲပက်ရာတွေသရင်ပေါက်ကြမှုများကြောင့်ဘုံကျဲခံခဲ့ရခြင်းဖြစ်ကြောင်းလဲတုံးသက်သူကပြောဆိုခဲ့ပါတယ် 2024ခုနှစ်ဒီဇင်ဘာလ30ရက်နေ့က2025ခုနှစ်ဇန်နဝါရီလ17ရက်နေ့အထိ14ရက်အတွင်းရခိုင်ပြည်မှာအာနာသိန်းစစ်ကောင်စီလေကြောင်းဘုံးကျဲတိုက်ခိုက်မှုကြောင့်59ဦးသေဆုံးပြီးဒဏ်ရာရရှိသူ60နီးပါးရှိကြောင်း Western News မှတမ်းအရသိရှိရပါတယ်။